အနုပညာရှင်မဟုတ်တဲ့ချစ်သူအကြောင်းပြောလာတဲ့ဂန်ဟာနု မင်းသားကန်ဟာနူးဟာ Kiran 84ရဲ့ YouTube channel မှာဧည့်သည်ဖြစ်ပါဝင်ခဲ့ရင်သူ့ရဲ့ချစ်ရဲချစ်ရာအကြောင်းတွေကိုပြောလာခဲ့ပါတယ်။ကန်ဟာနူးကသူဟာချစ်သူကြီးစားထားရင်များသောအားဖြင့်အမှုပညာလောကတွေကမဟုတ်တဲ့သူကိုပဲရွေးချယ်မိကြောင်းပြောပြလာခဲ့ပါတယ်။ကန်ဟာနူးကဒီလိုဖြစ်အောင်တမင်ရည်ရွယ်ပြီးလုပ်တာတော့မဟုတ်ပေမဲ့လည်းသူကကောင်မလေးတွေရဲ့အလုပ်ကိုင်မျိုးမျိုးနဲ့သူတို့ကသူနဲ့ဘလို့ကွာခြားသလဲဆိုတာသင်ယူရတာပြောဖို့ကောင်းကြောင်းရှင်းပြခဲ့ပါတယ်။ကန်ဟာနူးကသူ့ရဲ့ကိုရေးကိုရာအကြောင်းအရာတွေကိုဖွင့်ဟပြောပြနေရင်းကယထာလန်ဘေးမှာတွေ့ခဲ့တဲ့ကောင်မလေး လေးတယောက်နဲ့ဘလို့တွဲပစ်ခဲ့တယ်လဲဆိုတာကိုအသေးစိတ်ပြောပြခဲ့ပါဗျ။ကျွန်တော်တွဲခဲ့ဘူးသမျှကောင်မလေးတွေထဲမှာယထာလမ်းမှာစပေးပြီးတွဲပစ်ခဲ့တဲ့ကောင်မလေးတယောက်လည်းပါတယ်။အဲ့ဒီတော့ကကျွန်တော်က20လောက် ရထားလမ်းဘေးမှာကောင်မလေးတယောက်ကျွန်တော်ရှေ့မှာထိုင်နေတာတွေ့လိုက်ရတယ်။သူကသူ့ငယ်ချင်းနဲ့ဖုန်းပြောနေတာ၊သူ့ရဲ့အမူအရာ၊ခံစားချက်နဲ့ကိုယောင်ကိုဝါတွေကကျင်နာတတ်တဲ့လူတယောက်ဆိုတာအလိုလိုသိနိုင်တာမျိုးလေ။ဒီတော့ကျွန်တော်လဲမင်္ဂလာပါ။ကျွန်တော်ကငကြောင်မဟုတ်ပါဘူး။တခါတလေကော်ဖီအတူသွားတောက်ချင်လာလို့စာရေးပြီးကျွန်တော်ဖုန်းနံပါတ်နဲ့အတူသွားပေးလိုက်တယ်။သူလဲလန့်သွားလောက်ပေးမယ်။ကျွန်တော်ကပေးပြီးပြေးတာပဲ။ဒီလိုနဲ့ကျွန်တော်တို့တွဲပြစ်ခဲ့ကြတယ်လို့ဂန်ဟာနုကပြောပြခဲ့ပါဗျ။ ကန်ဟာနူးက2016မှာ musical ကရင်အသက်16နှစ်ကလေးကဒီလောကထဲကိုရောက်ရှိလာခဲ့ပြီးအမှုပညာခီးကိုစတင်ခဲ့ပါတယ်။ကန်ဟာနူးကရုပ်ရှင်ပွဲဥထွက်အနေနဲ့2017မှာ Butterfield Hero ဆိုတဲ့ရုပ်ရှင်မှာပါဝင်ခဲ့ပြီးဒီကာလလောက်မှာရတလမ်းမော်ကကောင်မလေးနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။